ယ်လီဖိုးနီးယားပြည်နယ်သည်အမေရိကန်ပြည်ထောင်စုကိုဒေါသထွက်ပြီးတိုက်ခိုက်လာပါကဖြစ်လာနိုင်သည့်အရာများအစပိုင်းတွင်သမရထရန့်သည်ကယ်လီဖိုးနီးယားပြည်နယ်၏ခွင့်ပြုချက်မရှိဘဲအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်2000ကိုပြည်နယ်တွင်းသို့ဆေလွတ်ခဲ့သည့်ဤအချက်ကြောင့်ဒေါသထွားသောအုပ်ချုပ်ရေးမှုကပြင်းထန်စွာကန့်ကွက်ပြီးပြည်နယ်အားလွတ်လပ်သောနိုင်ငံအဖြစ်ကြီးညာကခွဲထွက်ရန်ဆုံးဖြတ်ခဲ့သည့်ဤအခြေအနေကိုတုံ့ပြန်သည့်အနေဖြင့်အမေရိကန်အစိုးရကစီရေးအရာအရှိန်မြင့်တင်ကပုံကံမှုကိုနှိမ်နင်းရန်ကြိုးပမ်းခဲ့သည် ်သို့သောကယ်လီဖိုးနီးယားသည်အာနေဒီပတ်မှာမဟုတ်ပေခိုင်မာသောကာကွယ်ရေးစနစ်ကိုထူထောင်နိုင်ခဲ့သည့်အပြင်အနီးအနားရှိအခြားပြည်နယ်များသို့ပါထိန်းချုပ်မှုကိုချက်ထွင်လာခဲ့သည့်တရုတ်နိုင်ငံကကယ်လီဖိုးနီးယားကိုလှုပ်ဝက်ထောက်ပံ့မှုများပြုလုပ်လာခြင်းကြောင့်အခြေအနေမှာပိုမိုရှုပ်ထွေးလာကအမေရိကန်စစ်တပ်အတွက်ငြိမ်ဝှက်ပြပြမှုကိုပြန်လည်ထူထောင်ရန်ပိုမိုခက်ခဲလာခဲ့သည် မကြာမီတွင်တက္ကသပြည်နယ်သည်လည်းခွဲထွက်ရေးလှုပ်ရှားမှုတွင်ပါဝင်လာပြီးလွတ်လပ်ရေးကြေညာခဲ့သည့်ဤတချိန်တွင်မူမက္ကဆီကိုနိုင်ငံကတက္ကသကိုထောက်ခံခဲ့သည့်ဖြင့်အရေးပေါ်အခြေအနေမှာပုံမှုဆိုးရွားလာခဲ့သည့်ခွဲထွက်သွားသောပြည်နယ်နှစ်ခု၏တပ်များသည်တိုက်ခိုက်ရေးအားတိုးမြင့်လာပြီးအင်ဖြူလိုတို့ချီတက်ရန်ချင်းချောက်လာသည့်အခါသမရထရန်ကနောက်ဆုံးတတိပေးချက်ထုတ်ပြန်ခဲ့သည့်ပြည်နယ်နှစ်ခုလုံးသည်နင်းတို့ဤမူလနယ်နိမိတ်တွင်သို့ချက်ချင်းဆုတ်ခွာရန်တိုးမဟုတ်နျူကလ িয়ার တုံးပြန်နှစ်ဆင်းဖြင့်တိုက်ခိုက်ခံရမည်ဟုတတိပေးခဲ့သည် ဒီနယ်နှစ်ခုသည်မနှစ်မြို့စွာဖြင့်ဆုတ်ခွာရန်သဘောတူခဲ့တော်လဲကယ်လီဖိုးနီးယားနှင့်တက္ကသတို့သည်လွတ်လပ်ရေးကိုဆက်လက်ကြီးညာက အမေရိကန်ပြည်ထောင်စုနှင့်ပြန်လည်ပေါင်းစည်းရန်ငြင်းဆန်ခဲ့ကြသည်